အားလုံးပဲမင်္ဂလာပါခင်ဗျာ GNC Channel မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေခင်ဗျာဒီနေ့မှာတော့ဆရာရောင်နေတက်လွန်ဘုတ်ကလေးရေးသားထားတဲ့ညီမြချင်းဆိုတဲ့အတန်းဇာလန်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါလိမ့်ခင်ဗျာနားဆင်ခံစားအားပေးကြပါဦးခင်ဗျာနွေနဲ့ရောင်တောက်နေတဲ့မြေရေပင်ကိုဘာရမဟုတ်ငေးကြည့်နေမိတယ်ရေပေါ်မှာမျောနေတဲ့ဗေဒာပင်တွေကလည်းဟိုတစုဒီတစုနဲ့တခါတခါလှေနဲ့ဘေးကိုဒုံးကနေဝန်တိုက်သွားတဲ့ဒဏိဖောင်ပိုင်းစားတွေကလည်း ရေစီးရဘက်ကိုဥတီရမဲ့မျောလို့နေတယ်။မြေရပင်ကိုတိုက်ခတ်လာတဲ့လေကြောင်းအပေါ်က နေပူချိန်ကတော့ခဏတာတက်တာသွားတလို့ပါပဲ။အခုတလောကိုပေါ့ဆာရင်နဲ့အမြဲပူနေတဲ့အချောင်းကလည်းရှိနေတယ်လေ။အဲဒါကြောင့်လဲဒီမြက်ထဲကိုရောက်နေတာ၅ရက်ကျော်နေပြီ။၆နှစ်ရွယ်သားလေးတစ်ယောက်နဲ့တူအိမ်ကထွက်လာကြတဲ့ကဒီကောင်းနောက်ကိုလိုက်နေတာ။အခုထိကိုဒင်းရဲ့ရောင်တောင်မတွေ့ရဘူး။တခါတလေစိတ်ပြက်ပြီးလှည့်ပြန်ခြင်းပေမဲ့ပြန်လို့ကလည်းမဖြစ်ဘူး။ဒီအချိန်မှာပိတ်ဆံရပေါက်ရလန်းကလည်းဒီတစ်ခုပဲရှိတာလေ။ မွေးကလည်းရှေ့မှာကုံစရာတွေကြီးပဲအိမ်ကမိမကလည်းမပေါ်မပါကြီးနဲ့မွေးခါနီးနေပြီခက်တာကလက်တဲ့ဒေါ်ရွှေပြောတဲ့စကားဟဲ့ပေါ့ဆာနေမိမပိုက်သေးရကလေးကအနေထားမမှန်ဘူးနော်ငါတော့မမွေးပေးရဘူးအဲ့တော့နေမိမကိုမြို့ဆေးရုံတင်မွေးဖို့လို့အဆန်လေးပါလေးနဲ့ကြိုးရှာထောင်းကြားလာဆေးရုံမှာမွေးပြီးဆိုကြဲကငွေကအတော်ကုန်တော့မှလေပြီးတော့လက်ရှိသားကြီးကောင်ကိုလည်းကြောင်းရရတော့မယ်လက်ထမ်းမှာငွေကမရှိမိသားစုစားပွက်နေရတဲ့အတွက်အဓိကလှူစားတတ်တာက ီတငါလုံးလေတစည်းရဲ့စိုက်တဖောင်ရဲ့မွေးကလေးကအခုထိဒီလိုပဲလှုပ်တတ်တယ်မရှိတော့ကဆိုကိုကမရှာနေလို့နားနေရင်တောင်သူကဈေးလေးပါလေးရောင်းပြီးတစ်ဖက်တလန်းကဝင်ဝင်ရှာနေတော့တော်သေးတာပေါ့အခုလိုချိန်ကြတော့အရင်လိုပိုက်လေးထွက်ပြက်လိုက်ရသလောက်ငါးလေးထွက်ရောင်းလိုက်နဲ့တမိသားစုလုံးစားနေလို့အဆင်မပြေတော့ဘူးဒါကြောင့်ဟိုတလောကဒီမြေကျောမှာကြားချောင်းရွာကတငါတဲတယောက်ငါးကြီးတကောင်ရလိုက်တာ၁၀သိန်းကျော်လောက်ရလိုက်တယ်လေဒီတငါတဲရလိုက်တဲ့ငါးကအထီး ဒီငားတွေကရှားတော့အရန်ရှားတယ်။ဒါပေမဲ့ထူးခြားတာကဒီငားကဘယ်တော့မှတကောင်နဲ့မနေဘူး။နေရနှစ်ကောင်တွဲနေတယ်ဆိုတာအဖေမဆုံးခင်ကပြောဖို့လို့တည်တယ်။ဒီတော့ငွေလိုနေတာနဲ့ကြံနေသေးတဲ့ငားမှနောက်ကိုလိုက်ဖို့ကိုပေါ့ဆာဆုံးဖြတ်ခဲ့တာပေါ့။ဒီနေ့ဆိုဒီမြေကျောင်းမှာတားဖနှစ်ယောက်ငားလိုက်နေတာငားရဲ့မြောင်နေပေါ့။အိမ်မှာမိမကိုတရွာထဲနေတဲ့ရောက်ခမကြီးနဲ့အားထားခဲ့ပြီးဘသူ့ကိုမှဝေစုမပေးချင်တာနဲ့၆နှစ်ကျော်တားဖို့ပဲအဖော်အဖြစ်ခေါ်လာခဲ့တာပေါ့။ သားဖြစ်သူကလည်းအဖေတငါတဲရဲ့သားပြီပြီရေကူးရင်ကုန်ကျွမ်းကျင်တယ်။သားရေအဖေပိုက်ချသွားမယ်လိုက်မလား။ငါခါမခေါ်ခဲ့ရဘူး။အခုလဲအဖေလို့သူကဟိုတွေးဒီတွေးနဲ့ဖြစ်နေတာသားဖြစ်သူကပဲ့ပိုင်းမှာလှေလော်ခတ်နေလေရဲ့။အပေါ်အင်းညင်မွဲ့ပဲနေဘူးထဲမှာကြောပြောင်နဲ့လှေခတ်နေတဲ့သားကိုကြည့်မိတော့လဲစိတ်ထဲမကောင်းဖြစ်ရပြန်တယ်။သူ့ခမရဒီယူရနဲ့အခြားကလေးတွေလိုတောက်တောက်ပြောင်ပြောင်မဝဲရဘူးမစားရဘူး။ကျောင်းတက်တော့လဲအဝဲစားဖနာဘယ်တော့မှဆုံဆုံလင်းလင်းနဲ့ကျောင်းသွားရတဲ့ကိုမရှိဘူး။ ဖြစ်တယ်လို့ပဲဘဝကိုဖြတ်တန်းနေတာနောက်ဆိုကြီးလာလို့ဝဲချင်စားချင်လာရင်ဖူးဘိုးပေါ့စာတက်ပြင်းချလိုက်မိတယ်ဒီငါးတာမြင်ရင်တော့လားကွာမိသားစုဘဝအတော်တန်တော့ပြောင်းလဲကောင်းပါရဲ့အဲ့ဒီအချိန်မှာကာမေလာတာပေါ်မှာနေပူစာလှုပ်နေတဲ့မိချောင်းကြီးတကောင်သူတို့လေကိုတွေ့လို့ထင်တယ်ရေထဲကိုရှော့ကနေဆင်းပြေးသွားတာဒါအောင်မြင်တဲ့သားကဖေးမိချောင်းကြီးကြီးကြီးတော့ဖေးရေထဲကုန်သွားတာတွေ့လားဟေးတွေ့တယ်သားသားတို့စီလာရင်ဘယ်လိုလုပ်မလဲဖေး သားဖြစ်သူကိုကြည်ပြီး "तू မကြောက်အောင်ရှင်းပြမယ်လို့စိတ်ကူးလိုက်မိတယ်။ဘာမှမကြောက်ပါနဲ့တားရဲ။ဒီကောင်ဖေးတို့ကိုကြောက်လို့ရေထဲတောင်ဆင်းပြေးတဲ့ဟာ။ကိုပေါက်ဆကတေချာနားထောင်နေတဲ့တားကိုကြည့်နေရင်အခုနကဆင်းပြေးသွားတဲ့မိချောင်းကြီးကဒီကျောင်းမှာပါမွားတားရဲ။အေးပါမွားဆိုတာဘာလဲ။ပါမွားဆိုတာဒီကောင်ကဒီနားမှာဆေးရမဟုတ်ဘူး။တပည့်ရှင်လို့ပြောတာတားရဲမှတ်ထားတော့တာ။မိချောင်းဆိုတာလာတာပေါ်မှာနေပူစာတက်လုံတဲ့အခါ တန်းဘက်ကိုကောင်းပေးထားရင်အဲ့ဒီအကောင်ကဒီနားမှာတူကြရမယ်သူမရှိဘူးဆိုတဲ့သဘောအေးရရှိတဲ့ဘက်ကိုကောင်းပေးထားရင်အဲ့ဒီကောင်ဒီနားမှာတူကြရမယ်အကောင်ရှိလို့ကွာဟုတ်ပြီလားသားကစဉ်းစားနေတဲ့ပုံစံနဲ့ခေါင်းငြိမ်ပြတယ်ပြီးတော့မှပြောတယ်ဒါဆိုအဖေစောစောကမိချောင်းကဒီနားမှာတူကြရမယ်သူ ရှိနေတာပေါ့နော်ဒါဘောကွာငါသားတော့တယ်တခါတည်းစဉ်းစားနေတဲ့သားကိုချီးကျူးလိုက်မိတယ်သားဖနှစ်ယောက်စကားပြောရင်မြေကားနှစ်ဘေးခြုံထဲကအတန်တစ်ခုကြားလိုက်တယ် တပုတ်ပုတ်နဲ့ဂုံးငဲ့တန်းကြောင်မချခင်ဒီရီတက်လာတော့မှာပေါ့ငါးရှာနေတဲ့လုပ်ကိုရလိုက်ပြီးကန်နဘေးကအရေးရပင်အောင်မှလေကိုကျိုးချလိုက်တယ်။တားဖနှစ်ယောက်တရေတမောအိတ်ရဲ့ဒီရီကြချင်းကိုပြန်ဆောင်နေလေးတော့တာပေါ့။ဘာလိုလိုနဲ့တားဖနှစ်ယောက်ဒီမြက်ကျောမှာရောက်နေတာရှေ့အမြောင်လေးကိုတောင်ရောက်လာခဲ့ပြီ။ပိုပေါက်စားလဲငါးမနောက်လိုက်နေတာစိတ်ကုံစားပြုတ်လာခဲ့ပြီ။ကိုကရေးမကြည့်ဘူးတားအတွက်ပေါ့။သူလဲပင်မနေပြီလေ။လေပေါ်အိတ်လေပေါ်စားနေလာခဲ့တာ။ အင်းစားတတာငားလေးတွေမြက်ကန်းနေပေးရရွာတွေမှာတေရောက်လာကလွဲလို့ကြံတဲ့အချိန်လှေထဲမှာပဲနေလာခဲ့တာပေါ့တော်ပါပြီဒီတရေလောက်ထတ်ချလိုက်ပြီးရင်တွေ့တွေ့မတွေ့တွေ့ပြန်မယ်လို့စိတ်ကူးမိတယ်။ဒါရင်အဖေတို့ဒီတရေလောက်ငားရှာပြီးရင်ပြန်မယ်နော်။ဒါဖြစ်သူကဘာမှပြန်မပြော။ပိုပေါက်စားလဲရေစီးချောင်းမှာပိုက်ကိုဖြတ်လိုက်ပြီးပိုက်ကောင်းကျိုးကိုလက်ကကင်ပြီးတတိအနေထားနဲ့လှေဦးပြားမှာထိုင်နေမိတယ်။ အတန်ကြာတော့ပိုက်ထဲကိုတကောင်းကောင်းတိုးဝင်လိုက်တယ်လို့ခါစားမိလိုက်လို့ပိုက်ကောင်းကိုအားဆိုင်ဆွဲထားမိလိုက်ချင်းလေကလည်းခြာကနေလှက်ထက်သွားတယ်။ပယ်ပိုင်းမှာထိုင်နေတဲ့တားကိုလှမ်းကြည့်မိလိုက်တော့ဟန်ကျက်ပြက်သွားတာတွေ့လို့ဗဇက်ကလည်းတားတတိထားခတ်တဲ့တိုင်ကိုကင်ထားကြားလား။တားဖြစ်သူကလည်းအဖေပြောတယ်လို့ခတ်တဲ့တိုင်ကိုလှမ်းကင်လိုက်တယ်။တားရဲ့ချင်းလေးကိုကြည့်ပြီးမှစောစောကပိုက်ထဲတိုးလာတဲ့အကောင်ကိုအာယုံပြန်လွှဲလိုက်ရင်တတိအနေထားနဲ့စောင့်ကြည့်နေတော့ ဝုံးဆိုတဲ့ရေပေါ်ကိုမြောက်တက်လာတဲ့အမီးပိုင်းကိုတွဲလိုက်တော့ကိုပေါက်ဆာလန်သွားတယ်ပြီးတော့မှအကြီးအခွန်အကွက်တွေကိုတတိထားမိတော့မှထားကုန်မတဝန်းတာသွားတာပေါ့သိကြတယ်တွေးပါပြီငွေခဲကြီးအားကြီးအဖေတို့တော့ထောပြီးကွငါးကြီးမိနေပြီကစားကအားရဝန်းတာထားအောင်လိုက်တယ်ငါးကြီးကလည်းပိုက်ထဲမှာယုံနေတာပေါ့လေဘေးကနေပေါ်လာလိုက်မြို့သွားလိုက်နဲ့ကိုပေါက်ဆာစိတ်ထဲယုံစမ်းကွာယုံစမ်းမင်းမဲယုံနေမလားငါကပဲတောင့်ထားနေမလား ရုံးလေကြိုက်လေပေါ့ဒါမှဒီကောင်မောပြီးရေးပေါ်ပေါ်လာမှာမျိုးလုံးထဲမှာအထင်ရင်ရှားရှားကြီးကိုမြင်နေရတာကငွေတွေလေအထလိုက်ထလိုက်ဆက်နေပေကြော်ကြော်ရှိတဲ့လေလေးနဲ့ငါးကြီးရေထဲမှာရုံးရင်းဆန်ကဖြစ်နေတာပေါ့တခါတခါငါးကြီးကလေဝမ်းပိုက်အောက်ကနေတဖက်ချမ်းကိုယုံထွက်ဖို့ပြင်တယ်ကိုပေါ့ဆာက လေပေါ်ကနေငါးကြီးယုံထွက်ဖို့ပြင်နေတဲ့အချမ်းကနေခြေကံပြီးပြန်ဆွဲထားတာပေါ့ ရွေးအောင်မဲ့အဓိကယုံနေတဲ့ငါကြီးနဲ့အတိညာရှိပြီးတွေ့ကြုံရှိတဲ့တငါတဲတို့ရဲ့ပွဲကကြာလီကိုပေါ့ဆဘက်ကတားလီပေါ့ဒီလိုနဲ့ရေပေါ်ပေါ်တာစိတ်လာတဲ့ငါကြီးကိုကြည့်ပြီးဘာလို့ရမယ်ဆိုတာတွေးမိတော့အားရေအဖေးစီကိုလှော့တက်လှမ်းပေးစမ်းအဲလိုပြောလိုက်တော့ပဲ့ပိုင်းမှာခတ်တဲ့တိုင်ကိုဖက်ထားရင်အဖေးဖြစ်သူနဲ့ငါကြီးတို့ရဲ့တိုက်ပွဲကိုကြည့်နေတဲ့သားကတတိဝန်လာပြီးသူ့ရှိကလှေတက်ကိုအဖေးဖြစ်သူကိုနားလက်တစ်ဖက်နဲ့လှမ်းပေးလိုက်တယ်ပေါ်ပေါက်စားတဲ့တားဖြစ်သူပေးတဲ့လှော်တက်ကိုလက်တစ်ဖက်ကလှမ်းကင်လိုက်ပြီး ငါးကြီးရေပေါ်ထပ်ပေါ်လာတာကိုစောင့်နေတယ်။ဒီချိန်မှာပဲဘွမ်းဆိုတဲ့ငါးကြီးရေပေါ်ပြန်ပေါ်လာ။ကိုပေါက်ဆာကရှိသမျှအားကိုစူးစိလိုက်ပြီးလော်တက်ကိုကင်ပြီးငါးကြီးရဲ့ခေါင်းပိုင်းကိုရိုက်ချလိုက်တယ်။တုံးဆိုပြီးလက်တစ်ဖက်ကကင်ထားတဲ့ပိုက်ကောင်းကျိုးနည်းနည်းယော့သွားတယ်။ထိကြပြီ။ဒီငါးကိုရပြီ။ဝန်တာအားရနဲ့ပိုက်ကောင်းကျိုးကိုဆွဲတင်လိုက်တော့ငါးကြီးလှိနေဘေးမှာပေါ်လာခဲ့ပြီ။အာပါပါ။နည်းတဲ့အကောင်ကြီးလား။အချိန်၄၀ကျော်လောက်ရှိမယ်။ထောပြီလေ။ဝန်တာအားရနဲ့တားဖြတ်သူကိုလှမ်းခေါ်လိုက်တယ်။ တားရီအဖေမိထားတဲ့ငါးကြီးကိုလာကြည့်စောင်းခွာဒီတော့မှဖြည့်ဖြည့်သူလမ်းခေါ်လို့တားဖြစ်သူကနေရာကနေထလာအဖေနားကိုရောက်မထက်မှတ်ထားတဲ့အရာတခုကဖြစ်ပေါ်လာပါတော့တယ်ဘုံကနေတရင်ကအတွင်းမထက်မှတ်ထားတဲ့ဖြစ်ဖြစ်ကြောင်းကိုပေါ့ဆာလည်းအာန်းတင်သွားခဲ့တယ်ဂျေဘောပေါ်လာတဲ့ငါးကြီးရဲ့နောက်ဆုံးမှန်ချီနဲ့တစ်ချက်ထာယုံလိုက်တဲ့အမိရိုက်ချက်ကလှေပေါ်မှာရပ်နေတဲ့တားဖြစ်သူကိုရည်ထဲရိုက်ချတယ်လို့ဖြတ်သွားတာပေါ့ရည်ထဲချသွားတဲ့တားဖြစ်သူကိုပြန်ပေါ်လာမလားဆိုပြီးကြည့်နေတယ် ပေါ်လာတာကိုမတွေ့တော့မှလက်ထဲမှာကင်ထားတဲ့ပိုက်ကောင်းကိုလှေမှာချိလိုက်ပြီးပိုပေါ့ဆာတယောက်ရေထဲခုန်ချကတားဖြတ်သူကိုလိုက်ချရတော့တာပေါ့ဗဇာကလည်းတွေးယူတွေးတာနဲ့အော်နေမိတယ်။သားရေသားသားရေငါးရေရိုက်ချက်ကြောင့်တားဖြတ်သူတတိလက်ပြီးရေထဲကျသွားခဲ့ပုံပါပဲ။ဒါကြောင့်လဲရေပေါ်ကိုပြန်ပေါ်မလာတော့တာနေမှာတော်ယုံဆိုသားကရေကူးတတ်တယ်လေ။ရေထဲကိုငုံလိုက်ပြန်ပေါ်လာလိုက်နဲ့တားဖြတ်သူကိုရှာရင်ဗဇာထဲကိုဝင်လာတဲ့ရင်ငန်တွေကြောင့်လဲ လူလည်းနှုံးလာတယ်လို့အင်အားမရှိတယ်လို့ခံစားနေရတယ်။ဗဇက်ကလည်းအော်ဒါအော်နေတာအတန်လည်းထွက်မလာတော့ပါဘူး။အဲ့ဒါနဲ့လေစီကို ပြန်ကူးလာရင်လေပေါ်ကနေအရက်လေးမျက်နှာကိုလိုက်ကြည့်ပြီးတားဖြစ်သူကိုရှာဖွေနေမိတယ်။ကျဲပြောလာတဲ့မြေပြင်ကျဲထဲမှာတားဖြစ်သူကိုအရေးအယောင်မတွေ့ရတော့ဘူး။အဖြစ်ဆိုးလိုက်တာတားရဲ့ဒီလိုချိန်ရောက်မှာတိုက်ဆိုင်လွန်းတဲ့ကံကြမ္မာကိုလည်းကိုပေါ့ဆာချိန်ဆနေမိတယ်။နောက်ဆုံးလေဘေးမှာမလှုပ်မရှင်းနဲ့ငြိမ်သက်နေတဲ့ငါးကြီးကိုကြည့်ပြီး အတန်ကြာတဲ့အထိစိတ်ပြက်လက်ပြက်ထိုင်နေတယ်စိတ်ထဲမှာသားအတွဲပူဆွေးဝမ်းနဲ့လို့ပေါ့ဒီအချိန်မှာပဲဘေးကဖြတ်သွားတဲ့ပဲ့ထောင်တစ်စည်းကိုလှမ်းတားလိုက်ပြီးရိုးပဲ့ထောင်စရာကျုပ်လီနဲ့ဒီငါးယူမျိုးကငါးတိုင်ကိုပို့ပေးပါလားပဲ့ထောင်မောင်းတဲ့သူကလည်းပြောလာတယ်ရပါတယ်လမ်းလဲတင့်တယ်ကျွန်တော်ဆွဲသွားပေးမယ်လေကျေးဇူးပါဗျာဒီငါးကိုမျိုးမှဒီနေ့အပြီးရောင်းလိုက်ချင်လို့အာပါပါပို့စရာငါးကြီးကတော်ကြီးတာပဲဟုတ်ပါတယ်ဒါပေမဲ့အရင်နေ့ကကြီးလွတ်มาတယ်ဗျာ ပဲထောင်သမားကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်တော့သူလည်းတော်လေးစိတ်မကောင်းဖြစ်သွားခဲ့တာပေါ့လေကျိုးကိုပဲထောင်မှာချိလိုက်ပြီးမောင်းထွက်လာရင်တားဖြစ်သူရေထဲချသွားတဲ့နေရာကိုနောက်ဆုံးလှမ်းကြည့်လိုက်မိတယ်။ကိုပေါ့ဆာတားတဲ့နဲ့ရင်းပြီးရလာတဲ့ငါးကြီးကိုမြို့ငါးတိုင်ကုန်းတဲစီမှာ15သိန်းနဲ့ဈေးဖြတ်လိုက်တော့တေသွားတဲ့တားလေးမျက်နှာနဲ့မွေးခါနေမိန်းမမျက်နှာကိုအပြည့်မြင်အောင်လိုက်မိသေးတယ်။ဒီတက်မှာတခါမှမကင်ဖူးသေးတဲ့ငွေတွေကြောင့်လဲငွေအိတ်ကိုဆွဲထားတဲ့လက်ကတုံနေတယ် ငွေအိတ်ကိုဆွဲပြီးအထွဲအဲ့တမြင်ငါးကြီးကိုနောက်ဆုံးလှမ်းအကြည့်ငါးကြီးရဲ့မျက်လုံးကကိုပေါ့ဆောက်ကိုစိုက်ကြည့်နေတယ်လို့ရင်ထဲအေးကနေခံစားလိုက်မိသေးတယ်နောက်တန်ငယ်ပူနေတဲ့ငါးကြီးရဲ့ဝမ်းပိုက်နေထားကိုလည်းကိုပေါ့ဆောက်တတိထားမိလိုက်တယ်ကိုပေါ့ဆောက်လည်းအကြည့်လွှဲပြီးရွာကိုမမောင်ခင်လှေကိုအမြန်ခတ်လို့ပြန်လာခဲ့လိုက်တယ်ရွာရောက်လို့မိမကိုအပ်ထားတဲ့ရောက်ခမအိမ်ကိုအရင်ဝင်လိုက်တော့အိမ်ကပိတ်ထားတယ်ဘေးငိုမေးလိုက်တော့လေမိမပိုင်းလာလို့မင်းညကလေးကမြို့တက်သွားတယ်ဆိုတာနဲ့ချက်ချင်းပဲငွေထုတ်ပိုက်ပြီး မိမမိဖွားရမြို့ဆေးရုံကိုတပါးရဲလိုက်လာခဲ့တော့တာပေါ့ဆေးရုံရောက်လို့တားဖွားဆောင်မှာမိမကိုရှာတော့လဲရှာလို့ကမတွေ့ဘူးတားဖွားဆောင်နဲ့အခါခါလိုက်ရှာနေတော့ဆရာဝန်ခန်းထဲကနေကလေးပွေပြီးထွက်လာတဲ့ရောက်ခမကြီးကိုတွေ့တော့ရောက်ခမကြီးကကိုပေါ့ဆာကိုကြည့်ပြီးပေါ့ဆာနဲ့မိမမိဖြူဆုံးသွားပြီဟဲ့ဖေယဖေယမထက်မထားတဲ့စကားကြောင့်ခေါင်းထဲကိုမိုးချိုပြက်ချလိုက်တယ်လို့ပါပဲတစ်ချက်မိုက်ကလေးဖြတ်သွားပြီးလက်ထဲငွေထုတ်ကလည်းကြမ်းမြင်ပေါ်ဘုတ်ခနဲ့ကျသွားခဲ့တယ် ဒီမှာနင့်သားလေးဂျင်းခွင်ထဲမှာအိပ်ပျော်နေတဲ့သားငယ်ရဲ့မျက်နှာလေးကိုလှမ်းကြည့်လိုက်ပြီးကိုပေါ့ဆပားပြင်မှာသားကြီးအတွက်ကြာထားတဲ့မြေရီတောင်မချောက်သေးပါဘူးအခုမရအတွက်ဒီမြေရီကြားရပြန်ပါပြီပေါ့ဆစိတ်ကိုထိန်းလာတော့အဲပေါ့ဆရောက်ကမဖြစ်သူကလှမ်းတရီပေးမှကိုပေါ့ဆတရီပြောင်းဝင်လာပြီးချမ်းမြင်ပေါ်ကြာသွားတဲ့ငွေထုပ်ကိုလှမ်းကြည့်လို့စိတ်ထဲတွေးလိုက်မိတာကဩအရင်ငွေမရှိတော့ကငါ့မိသားစုအပြည့်စုံရှိတယ်အခုငါ့မှာငွေရှိလာတော့ မိသားစုကစုံလင်မရှိတော့ပါလားအဖြစ်ဆိုးလွန်းတဲ့ဘဝရဲ့နားထဲဝင်လာတဲ့ကလင်းငုံတန်ကြောင့်ကိုပေါ့ဆာတတိပြောင်းဝင်လာခဲ့တယ်ငိုနေတဲ့သားငယ်ကိုပွေ့ချီလိုက်တယ်လက်ပြောင်းလဲလို့လာတော့မတည်ကလေးကငိုခဏရပ်သွားပြီးမျက်လုံးလေးပွင့်လာပြီးကိုပေါ့ဆာကိုစိုက်ကြည့်နေတယ်လို့ကြည့်နေတယ်ကိုပေါ့ဆာလည်းကလေးငယ်ရဲ့အကြည့်ကိုတတိထားမိလို့ပြန်တွေးနေရင်စိတ်ထဲမှာငားတိုင်းမှရောင်းခဲ့တယ်ငားကြီးရဲ့အကြည့်ကိုမစီမဆိုင်မြင်ရောက်လိုက်မိသေးတယ်ဗဇက်ကလည်းရေရွက်လိုက်တယ်အော်လောကမှာဘယ်ရာပါအလကားမရပါလား အပေးယူတိုင်းမှာတန်ရာတန်ကြီးဆိုတာတကယ်ရှိနေတယ်။ဒါပေမဲ့အခုငါပေးလိုက်ရတာကမတန်ပါဘူး။ရလိုက်တာက9တကောင် ပြန်ပေးလိုက်ရတာကတားကြီးရဲ့မျက်နှာနဲ့ဇနီးတရဲ့မျက်နှာက အတွေးတဲ့တဝဲဝဲနဲ့ဦးဝဲဦးဝဲဆိုတဲ့ကလေးငိုတန်ကိုနားထဲပြန်ဝင်လာတယ်။ငိုနေတဲ့တားငယ်ကိုငုံကြည့်လိုက်ပြီးစိတ်ကိုတစ်ချက်တင်းထားလိုက်တယ်ဆိုပေမဲ့တားလို့မရလိုက်ခင်မှာပဲကြာသွားတဲ့မြေကြီးကတားငယ်ရဲ့ကိုယ်ပေါ်ကိုအတားဆီးမဲ့စီးကြလို့ပေါ့။ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ဆရာရောင်နေတက်လွင်ဘုတ်ကလေးရေးသားထားတဲ့ညီမြချင်းဆိုတဲ့တန်ဇာလန်လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာဒီဇာလန်လေးကိုရေးသားပေးခဲ့တဲ့ဆရာရောင်နေတက်လွင်ကိုလည်းကျေးဇူးထူးနဲ့မှတင်ရှိသလိုကျွန်တော်ရဲ့ channel လေးကိုလာရောက်နားဆင်အားပေးကြတဲ့ပိသက်ဒုတိယချင်းစီကိုလည်းကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel တစ်ခုဖြစ်တဲ့ GNC Entertainment channel မှာလည်းတွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ် ီဒီယိုလေးတွေတင်ပါတယ်ခင်ဗျာတွားရောက်ပြီးတော့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ